ုတ်ကဲ့မင်္ဂလာပါမြမဘောလုံးအသင်းတွေကိုချစ်ခင်အားပေးကြတဲ့ break that day အနေနဲ့ပျော်ရွှင်နေမယ်လို့ယုံကြည်ပါတယ်အကြောင်းကတော့ကျွန်တော်တို့ရဲ့ယူဆက်ခွန်အသင်းလေးဟာအိုမန်အသင်းကိုနိုင်ပွဲရခဲ့လို့ပဲဖြစ်ပါတယ် ဒီနိုင်ပွဲကြောင့်ပဲကျွန်တော်တို့ကနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှုရာခိုင်နှုန်းများသွားပြီဖြစ်ပါတယ်။ဒါ့ပေမဲ့ပြိုင်ပွဲရဲ့စီးမြင်စီကံအရချစ်စပွဲအောင်ဖို့အခွင့်အရေးဟာအင်ရှင်မြန်မာအိုမန်နဲ့စီးရီးယားတို့မှာကိုယ်စီရှိနေပါသေးတယ်။ပြိုင်ပွဲရဲ့စီးမြင်တွေအရအုပ်စုတွင်းမှာရမှတ်အများဆုံးတသင်းထက်ပိုနေပါကအဆိုပါရမှတ်တူနေတဲ့အသင်းတွေရဲ့အုပ်စုတွင်းထိုက်တိုက် တွေ့ဆုံမှုသို့မဟုတ် hat to hat မှာရရှိခဲ့တဲ့အမှတ်ပေါ်မူတည်ပြီးချစ်စပွဲအောင်မြင်မဲ့အသင်းကိုဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီလိုထပ်မံတူညီနေပါကထိုက်တိုက်တွစ်ဆုံမှုရဲ့ကိုကွာခြားချက်ကိုကြည့်မှာဖြစ်ပါတယ်။အထပ်ပါနှစ်ချက်လုံးတူညီနေမယ်ဆိုရင်တော့ထိုက်တိုက်တွစ်ဆုံမှုမှာယာကူများတဲ့အသင်းကခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ဒါကြောင့်နိုမာ30ရက်နေ့မှာရှင်ပြိုင်ကစားရမယ်ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့မြန်မာနဲ့ဆီးရီးယား Oman နဲ့ Afghanistan နှစ်ပွဲစလုံးကဘယ်အသင်းခြေစစ်ပွဲအောင်မလဲဆိုတာဆုံးဖြတ်ပေးသွားဖို့ရှိနေပါတယ်။ အင်ရှင်မြန်မာအသင်းအနေနဲ့ဆီးရီးယားနဲ့ပွဲစဉ်မှာတည်တမှတ်ရရှိဖို့တော့လိုအပ်တာဖြစ်ပါတယ်။အဆုံးပွဲစဉ်မှာဆီးရီးယားအသင်းကအနိုင်ရရှိပြီးအိုမန်အသင်းကရှုံးနိမ့်မှာကဟတ်တူကရဆီးရီးယားအသင်းခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။အကယ်၍သာဆီးရီးယားအသင်းအနေနဲ့မြန်မာအသင်းကို၃ခုပြတ်အနိုင်ရရှိမယ်ဆိုရင်အိုမန်အသင်းရလက်ကိုကြည့်စရာမလိုပဲခြေစစ်ပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။အိုမန်အသင်းအနေနဲ့ခြေစစ်ပွဲအောင်မြင်ဖို့အတွက်ဆိုရင်တော့နောက်ဆုံးပွဲစဉ်ကိုမဖြစ်မနေအနိုင်ယူမှဖြစ်မှာဖြစ်ပါတယ်။ တစ်ဖက်မှာလဲစီးရီးယားအသင်းကမြန်မာအသင်းကိုနှစ်ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။ကဲရွေသားအိုမန်အသင်းနောက်ဆုံးပွဲစဉ်မှာအာဖဂန်နစ္စတန်အသင်းကိုအနိုင်ရခဲ့မယ်ဆိုရင်တော့မြန်မာအသင်းအနေနဲ့စီးရီးယားအသင်းကိုတဂိုးဂိုးမရှိအထိရှုံးနိမ့်ခွင့်ရှိနေသေးတာဖြစ်ပါတယ်။အထူးသတိထားမှာတော့မြန်မာအသင်းဟာတရက်ပဲနားရရထားတာဖြစ်ပါတယ်။စီးရီးယားကတော့၃ရက်အထိနားရရထားပါတယ်။ ပွဲပန်းမှုဒံမာတော့မြန်မာအသင်းကပိုခံစားရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အိုမန်နဲ့ဆီးရီးယားပွဲစဉ်တုန်းကပထမပိုင်းကလေးကဆီးရီးယားဟာတယောက်ယောက်အနေထားနဲ့ရှင်ပိုင်ခဲ့ရတာဖြစ်ပြီး၃ဂိုးတဂိုးဆိုတဲ့ရလနဲ့ရှုံ့နှိမ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အသင်းအနေနဲ့ဘယ်အသင်းကိုမှ short တ်လို့မရပါဘူး။ဆီးရီးယားအသင်းရဲ့အားနည်းချက်ကတော့နောက်တန်းကအမှားများတာဖြစ်ပါတယ်။ဒီချက်ကိုအခွင့်ကောင်းယူပြီးလက်တကမ်းမှာရောက်ရှိနေတဲ့မျော်လင့်ချက်အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ပြည်သက်အားနဲ့အတူရှင်ပြန်ရင် အားပေးလိုက်ကြအောင်လားခင်ဗျာ။ ားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်